တစ်ချိန်လုံးကအမုံလေးကိုခဝါချပြီးတော့အရင်လိုပြန်ဆက်ဆန်ကြတော့မယ်လွမ်းပိုင်နဲ့ပေါ်ပြီးဆောက်ဆောင် Hello Breaker များအားလုံးပဲမင်္ဂလာပါရှင်မြန်မာ Selling Insider Page ကနေပြီးတော့ပြန်လည်လို့ကြိုဆိုပါရစေ လွန်ပိုင်တဲ့ပေါ်ပြီးဆန်စရုံးနှစ်ယောက်ကဒိတ်ချစ်ချရဲချစ်သူတွေဖြစ်ခဲ့ကြပေမဲ့ဂျာဝင်ပြီးတော့ဖြတ်ခုတ်တဲ့သူတွေကြောင့်မို့အမုန်းကြီးမုန်းသွားကြပါတယ်။ပေါ်ပြီးဆောက်စာကအသက်၁၆နှစ်အရွယ်ကလေးကလွန်ပိုင်ရဲ့အချစ်ကိုလက်ခံပြီးတော့တွေ့ခဲ့ပေမဲ့လည်းလွန်ပိုင်ဟာအရွယ်ရောက်ပြီးတော့အောင်မြင်လာတဲ့အချိန်မှာနောက်တစ်ယောက်နဲ့ဖောက်ပြန်ခဲ့တာပါ။နော်ဖော့အီထာနဲ့ဖောက်ပြန်ခဲ့ပြီးတော့ပြစ်ချခဲ့တဲ့လွန်ပိုင်ကြောင့်ပေါ်ပြီးဆောက်စာအရန်ကိုခံစားခဲ့ရတာပါ။ဖောက်ပြန်ရတဲ့ခံစားချက်တွေကို ဖွင့်ချမပြဘဲနဲ့လွမ်းပိုင်နဲ့လည်းခက်ကင်းကင်းသာနေထိုင်ခဲ့ပါတယ်။ဒီလိုဖောက်ပြန်မှုတွေကြောင့်ဘော်ဘီဆောဆာကလူရှိလည်းမထွက်သလိုလွမ်းပိုင်ကိုလှည့်တောင်မကြည့်ပါဘူး။လွမ်းပိုင်ကလည်းဘော်ဘီဆောဆာစီမှာဖောက်ပြန်တဲ့အချွေးတွေတင်နေတာကြောင့်ဆက်ချင်နေခဲ့ပါတယ်။ဒါကြောင့်မို့လဲဒီဆက်ဆက်ရေးမှာဖောက်ပြန်သူကကျွန်တော်ပါဆိုပြီးတော့လူသိရှင်ကြားထုတ်ပြောခဲ့ပါတယ်။ဒါကြေမကသေးပဲနော်ဖောအေထားနဲ့အတူတူဖောက်ပြန်ခဲ့တာလို့အတီအလင်းပြောခဲ့တာပါဘော်ဘီဆောဆာရဲ့နာမည်တက်ပြီးတော့ပြောပိုင်권မရှိတဲ့ချင်းထွက်တဲ့အချိန်မှာလဲ ပြောခဲ့တာဖြစ်လို့အရန်ကိုလည်းနာမည်ကြီးပြီးတော့ပေါက်သွားခဲ့ပါတယ်။လွမ်ပိုင်ကပိုပီဆောက်ဆာရဲ့တခြင်းပေါက်အောင်ပန်ပိုးပြီးတော့ရှီစာဟောင်းအပေါ်မှာတိတိုက်ခဲ့တာဖြစ်ပါတယ်။ဒါအပြင်ပိုပီဆောက်ဆာအပေါ်မှာတင်နေတဲ့အချွေးတွေကိုအခုလိုနည်းနဲ့ဆက်လိုက်တာဆိုပြီးတော့လွမ်ပိုင်ကပြောထားခဲ့တာပါ။အခုလိုအကြောင်းအရာတွေပြီးသွားတဲ့အချိန်မှာလွမ်ပိုင်နဲ့ပိုပီဆောက်ဆာတို့ကပြေလည်မှုလည်းရှိသွားကြပါပြီ။လွမ်ပိုင်ဘက်ကလည်းသူ့ဘက်ကနေပိုပီဆောက်ဆာအပေါ်မှာလှုပ်ပေးတင်တာလှုပ်ပေးပြီးသွားပြီလို့ယူဆလိုက်တာကြောင့်ဖြစ်ပါတယ်။ ယ်။ဒါကြောင့်မို့လဲမကြခင်မှာဆိုရင် လွမ်းဖိုင်တဲ့ပိုပီဆိုဆိုရူကအရင်လိုမျက်နှာချင်းဆိုင် ဖြစ်ကြတော့မှာပါ။ပြည့်စဲပြီးကြတဲ့နှစ်ယောက်သားက ပွဲဆိုလဲအတူတူမတက်သလိုဖြော်ပြေးရီဆိုရင်လဲတနိုင်သမျှရှောင်ကြတာဖြစ်ပါတယ်။တချင်းနေအများကြီးကိုနှစ်ယောက်အတူတူဆိုခဲ့ပေမဲ့လဲပြတ်တဲ့အချိန်မှာမစုံပြအောင်ကြိုးစားထားတာပါ။ပြီးခဲ့တဲ့လပိုင်းတုန်းကတပွဲမှာစုံခဲ့ပေမဲ့လဲအချိန်မတူရက်မတူပဲမတွေ့အောင်ရှောင်ခဲ့ရလဲဖြစ်ပါတယ်။ဒါပေမဲ့လာမယ့်ရက်မှာတော့ရီစာဟောင်းနှူးကအနွေထွေးဆုံးယဉ်ဤမှုတွေနဲ့တွေးဆောင်ကြတော့မှာဖြစ်ပါတယ်။လွမ်းပိုင်နဲ့ဘော်ဘီဆောဆာတို့ကရှိုးပွဲတစ်ခုကိုတည်ဆောင်ကြတော့မှာဖြစ်ပါတယ်။ဒါအပြင်ထူးခြားနေတာကရှိုးပွဲ ွဲရဲ့ poster ဖြစ်ပါတယ်။ဒရုန်းနှစ်ယောက်ပြတ်ထားတဲ့အုံတွဲတွေဖြစ်တာမို့ရှေ့မှာဆိုခဲ့တဲ့တပွဲတုန်းကဆိုရင် poster ထဲမှာနှစ်ယောက်သားကိုခက်ခွာခွာခက်ကင်းကင်းသာထားခဲ့တာပါ။ဒါပေမဲ့ဒီတစ်ခေါက် poster ထဲမှာတော့လွမ်းပိုင်တဲ့ Bobby Sarah ဒရုန်းနှစ်ယောက်က poster ထဲမှာနီးကပ်ဆုံးနေရာမှာသာရှိနေခဲ့တာပါ။နှစ်ယောက်လုံးကိုစုံတွဲပုံစံမျိုးနဲ့ poster ထဲမှာထားထားခဲ့တာပါ။ဒါကြောင့်မို့တချို့ဆိုရင်ရေးစားဟောင်းနှစ်ယောက်ကပြန်အဆင်ပြေသွားကြပြီလားဆိုပြီးတော့ထင်အောင်ထင်မှားဖြစ်ကုန်ကြပါတယ်။ဖောက်ပြန်ခဲ့တဲ့အတိတ်တွေကိုဖော်ထုတ်မှုအပြီး းမှာအရင်နှီးဆုံးသူတွေဖြစ်သွားကြပြီလားဆိုတာသိကျင်ကြတာဖြစ်ပါတယ်။ဒီတစ်ခေါက်ဖြောပြပွဲမှာသူတို့နှစ်ယောက်ဆုံပြီးတော့ဖြောပြကြမယ်လို့လည်းတချို့ကထင်နေကြပါတယ်။ဇုံတွဲတချင်းတွေကိုနှစ်ယောက်အတူတူပြန်လာထောင်ရတော့မလားဆိုပြီးတော့တည်ကျင်တဲ့သူတွေလည်းများနေပါတယ်။အရင်နှီးဆုံးသူတွေအဖြစ်ပြန်တွေ့ကြရတော့မယ်။လွမ်းပိုင်တဲ့ဘော်ဘီဆော်ဆာရုအပေါ်ပရိသတ်တို့ရဲ့အမြင်လေးကိုပြပြပေးခဲ့ပါအောင်။ဆုံးတီကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။